ျွန်တော်ဒီနေ့ကွန်ပျူတာမှာဟို uninstall လုပ်တာလေးပေါ့နော် software တွေကျွန်တော်တို့ application တွေကိုကျွန်တော်တို့ uninstall လုပ်တာလေးတွေနေကျွန်တော်ပြပေးမယ် uninstall လုပ်နည်းလေးကိုကျွန်တော်ကြည့်လိုက်အောင်နော်ကျွန်တော်တို့ laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့တွင်ထားတဲ့ software တွေ application တွေကိုကျွန်တော်တို့ uninstall ပြန်လုပ်ရှင်းနေဆိုရင်ကျွန်တော်တို့ပထမဆုံးသွားမှာ window ရဲ့ ra ကိုကျွန်တော်တို့နှိပ်ပြီးတော့ run bot ကိုခေါ်လိုက်မယ်နော် ကျွန်တော်တို့ window နဲ့အားကိုနှိပ်ပြီးတော့ ramp out ပေါ်လာရေးဆိုရင်ကျွန်တော်တို့ဒီလို ramp out လေးပေါ်လာရေးဆိုရင်ကျွန်တော်တို့ဒီ box မှာကျွန်တော်တို့ app wiz cpn ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်နော် app wiz cpn .cpn ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်ရင်ကျွန်တော်ဒီမှာပေါ်လာပြီနော်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ okay နဲ့ဖွင့်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့တွင်းထားတဲ့ကျွန်တော်တို့ application တွေဒီမှာ software တွေကျွန်တော်တို့မြင်ရမှာပေါ့နော်ကျွန်တော်တို့ဒီမှာ uninstall လုပ်လို့ရမယ် software မြင်ရမှာဒီမှာ Adobe ကျွန်တော်တို့ uninstall လုပ်မှဆို Adobe ပေါ့ကျွန်တော် select လေးပြလိုက်တာ ਨੇ ကျွန်တော်ဒီမှာ uninstall uninstall ဆိုတာလေးပေါ့မယ်နော်ဒီမှာကျွန်တော်တို့ CapCut uninstall မယ်ကျွန်တော်ဒီမှာ Keyman Desktop ကျွန်တော်ဒီမှာ Microsoft Office တွေเนาะကျွန်တော် uninstall ပြန်လုပ်လို့ရမယ်ကျွန်တော်ဒီနေ့ uninstall ပြန်လုပ်ပြမယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ဒီမှာ VNC player လေးပေါ့เนาะကျွန်တော်ဒီ player လေးထည့်ထားလေးကိုကျွန်တော် uninstall လုပ်ပြမယ်เนาะ ဒီ player လေးကိုကျွန်တော်က install လုပ်မယ်ကိုလုတ်ချင်တဲ့အရာပေါ်မှာကျွန်တော် select ပေးလိုက်ပေါ့နော်ဒီမှာ firebox firebox ဆိုလဲကျွန်တော်ဒီမှာ select ပေးလိုက်ပေါ့နော် uninstall လုပ်မယ်ကျွန်တော် VPN ပေါ်မှာလုပ်မယ်ဆိုတဲ့ VPN VPN ပေါ်မှာ select ပေးလိုက်ကျွန်တော်ဒီမှာ select ပေး VPN နဲ့ကျွန်တော်ဒီမှာအပေါ်မှာ uninstall ပါတယ်နော်အဲ့ဒါလေးနှိပ်ချင်လဲရရဲ့ဒီပေါ်မှာကျွန်တော်တပယ်ကလေးပေါ့နော်နှစ်ချက်နှိပ်ပြီးတော့လဲ uninstall change ဆိုပြီးတော့တွားလို့ရအောင်နော်ကျွန်တော်ဒီကနေပြီးတော့တွားလိုက်မယ်အဲ့ဒါဆိုရင်သူက yes no မေးတယ်ပေါ့နော်ဒါ yes ပေးလိုက်မယ်ကျွန်တော်ပြန်ထုတ်လိုက်မယ်နော် အဲ့ဆိုကျွန်တော်တို့ကဒီမှာ niche เนาะဒီမှာဆိုရင်ကျွန်တော်တို့ပြောမယ် delete remark cache တရားတွေပါအကုန်ဖြတ်မှာလာပေါ့เนาะဖြတ်ပြီးတော့တစ်ခါရဲသွားမှာလာဆိုရတယ်ကျွန်တော်တို့ delete uninstall လုပ်မယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ uninstall လုပ်ပြီးသွားပြီ finish ကျွန်တော်နှိပ်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ b VNC player လေးပေါ့เนาะကျွန်တော်တို့မရှိတော့ဘူးဒီမှာကျွန်တော် VNC player မရှိတော့ဆိုတော့ဒီမှာလည်း ကျွန်တော်တို့ဒီအပေါ်မှာလဲပေါ့နော် VNC player VNC player လေးကျွန်တော်တွေ့တာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ uninstall လုပ်တာပေါ့နော်ကျွန်တော်တို့ဘယ် software တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ application တွေပေါ့နော်ဘယ်အားတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ uninstall ကျွန်တော်တို့တွင်းပြီးသွားလို့ uninstall ပြန်လုပ်ရှင်းနေဆိုရင်ကျွန်တော်တို့ win အဲ window နဲ့ကျွန်တော်တို့ r လေးကိုနှိပ်ပြီးတော့ run box ကနေပြီးတော့အနောက်လိုလေးရိုက်ထည့်ပြီးတော့ကျွန်တော်တို့ uninstall လုပ်လို့ရပါတယ်